အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ရဲ့ new future channel ရကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့တော်လန်ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုကမလေးကအချက်လေးရရှိတယ်ဆိုပြီးဒါပြောတာကြီးဟုတ်တော့ဟုတ်တယ်ဗျာကျွန်တော်မြန်ဟိုတော်လန်ရင်းအာနာရှင်ကိုမတွန်းလန့်တဲ့နိုင်ငံတွေမှာဆိုဒီလိုမျိုးအချက်ကနှစ်ချက်ပဲရှိမယ်ပြည်သူနဲ့အစိုးရဒါရိုက်ထိတွေ့မှုရှိမယ်အခုဒီထဲမှာရှိတဲ့အချက်လေးချက်အကဲ ုဆောင်ဘလိုမနေ့ကအခုဘလိုမျိုးနဲ့စဉ်းစားထားပြီးတော့ကျွန်တော်လာပြတဲ့ပုံလေးရှိတယ်တခြားတော့ကြည့်ရတယ်ဒီမှာဒီမှာဒီမှာဒါ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 ဒီမှာအေးဒီရဒီရဒါဒါဒါဆိုရင်ဒါကပြည်သူဗျာပကံဗျာကဟောပကံဗျာကပြည်သူဟောဒီဒါကထောက်လက်နက်ကိုင်းလူလက်နက်ကိုင်းဒါကထောက်ဖို့ထောက်ဖို့ဟုတ်ပြီဒါကဒါကဟိုအစိုးရပေါ့အစိုးရပေါ့ဟုတ်ပြီကျွန်တော်အစိုးရဟုတ်ပြီဟုတ်ပြီအဲ့ဒီတဲ့ဒါမဲ့ထားတဲ့ဒီအားလုံးရဲ့ထောက်တာကဘယ်သူကထောက်တာလဲပြည်သူကထောက်တာ ီပကံပြားထောက်တာလားဟုတ်ပြီဒါပေမဲ့ဒီဒီတိုင်သုံးတိုင်ကတချို့တိုင်တွေကဗျာမရှိလေရတယ်မရှိလေရတယ်ဟိုဥမာအခုပြောကျွန်တော်ပြောသလိုပေါ့ထောက်ဖို့မရှိလေရတယ်လက်နက်ကန်နေလို့မရှိလေရတယ်ဒါပေမဲ့အာနာရှင်စနစ်ကိုတွန်းလှန်နေတဲ့အခါကျတော့ဒီအချက်နှစ်ချက်ကလည်းအရေးကြီးနေအရေးကြီးတယ်ဟုတ်တယ်အရေးကြီးတယ်ဟုတ်တယ်ဟုတ်တယ်လိုအပ်တယ်အများကြီးဘာဖြစ်လဲဆိုတော့ဒီဥစ္စာဒီအခုကကျွန်တော်နိုင်ငံဘာကြောင့်ဆိုတော့ဒီအခုက ဟိုဒီကျွန်တော်တို့တော်လန်နေတဲ့အတွက်ကြောင့်မို့ဒါလက်ကမ်းကြီးတော်လန်နေတဲ့အတွက်ဒါတွေလိုအပ်တယ်ဟုတ်ကဲ့ဗျဟုတ်ကဲ့အခုဒါတွေကဒီဟာဒီ၃တန်ကလုံဆောင်ချက်တွေမညီဘူးဆိုရင်လဲမယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲတတိုင်ကလဲမယ်ဆိုရင်ဘယ်သူကထိခိုက်မလဲပြည်သူပဲဘယ်သူဘယ်သူဒီကလဲအခုဒါတတိုင်တတိုင်မပေါ့လဲလဲနှစ်တိုင်လဲလဲသွားမယ်လဲသွားဘယ်သူစီတကြမလဲပြည်သူစီပဲပြည်သူစီပဲကြမှာဟုတ်တယ်ဟုတ်လားဟောအခုပြောချင်တာကလက်နက်ကင်တိုက်ပွဲဝင်တဲ့လူက ကျွန်တော်တို့ဒီအာနာရှင်စနစ်ကိုတွန်းလှန်တဲ့နေရာမှာလက်နက်ကင်ပြီးတော့တိုက်ပွဲဝင်မှအာနာရှင်စနစ်ပြုတ်မယ်ဆိုတာသိတဲ့အတွက်လက်နက်ကင်ပြီးတော့တိုက်ပွဲဝင်တဲ့လူကပြုတ်သွားရင်လေပြည်သူပဲထိခိုက်မယ်ပြည်သူပဲထိခိုက်မယ်တို့ဒီလက်နက်ကင်နဲ့ပြည်သူကြားထဲမှာချိတ်ဆက်တဲ့ထောက်ဖို့ရိုင်လဲသွားရင်လေပြည်သူပဲထိခိုက်မယ်အဲ့တော့ဒီအချက်၃ချက်သလုံးလွတ်သွားရင်လေအစိုးရမှာထိခိုက်မယ်ထိခိုက်မယ်ဟုတ်ပြီပြောအခုဆက်ပြောဒါဆိုရင်ကျွန်တော်တို့ဒီလက်ရှိအချိန်ဒီလက်ရှိကာလမှာအချိန်ကဘယ်လောက်ကြာပြီလဲကို လေးနှစ်ရှိပြီလေကိုလေးနှစ်ရှိပြီဒါဗီမဲ့အကိုအနေနဲ့ဘယ်လိုမြင်လဲကျွန်တော်အနေနဲ့ကတော့တခြားနိုင်ငံတွေမှာอืมအာနာရှင်စနစ်ကိုတွန်းလှန်နေနေရဥပမာပေါ့ဗျကျူးပါမှာအာနာရှင်စနစ်ကိုတွန်းလှန်နေနေရမှာသူတို့မှာပြောမယ်ဆိုရင်တခြားနိုင်ငံကကြီးကွေပါတာလို့လူမျိုးတောင်မှလာပြီးတော့ကျူးပါနိုင်ငံလွတ်လပ်ရေးရအောင်ဆိုတဲ့ပုံစံမျိုးအာနာရှင်စနစ်ကလွတ်မြောက်အောင်ဆိုပြီးလာတိုက်ပြီးသားရှိတယ်ဒါပေမဲ့သူတို့ရှိမှာပြည့်စုံမှုရှိသလားဆိုတော့မရှိဘူးအနောက်နိုင်ငံတွေဖြစ်တဲ့အတွက် လက်နက်ခဲယမ်းတွေပတ်သက်ရင်တော့ပြည်စုံမှုရှိတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေပြည်သူမာကကြတော့60နှစ်တွေကတရေတီးတဲ့အာနာရှင်စနစ်တခုကလှုပ်ထားတာကြောင့်စားဝတ်နေရေးတောင်ရုံးကန်နေရတဲ့အချိန်အခါမျိုးမှာဒီလိုလေးနှစ်ဆိုတဲ့အချိန်ကာလကြာလာတဲ့ပြည်သူတွေဟုတ်တယ်အခုပြောတာခြေကုံလက်ပန်းတွေကြာလာကြာပြီခြေကုံလက်ပန်းတွေကြာလာပြီဖြစ်တဲ့အတွက်ဒီအပေါ်မှာရှိတဲ့လက်နက်ကြိုက်တဲ့လူထောက်ပို့လုပ်တဲ့လူအစိုးရတရက်ဟာ ပြည်သူစိတ်ချမ်းသာလောက်တဲ့အာနာရှင်စနစ်ပြတ်သုံးအောင်ထိထိရောက်ရောက်လုံမပေးဘူးဆိုရင်ကျွန်တော်ပြည်သူတွေရဲ့ဘဝကခုနကလိုမျိုးအနာကြီးပဲအနာကြီးပဲနာရဲတာရဲဆိုတော့ဒီတော့ဘယ်သူပဲကြကြပြည်သူပဲနာအဲ့တော့နာရဲတာရဲဆိုတော့ပြည်သူကတွေးရဆိုတော့မတွေးဘူးငါတို့အာနာရှင်စနစ်ရောက်ကလွတ်မြောက်ရင်ကြီးရော ဘလို့ပုံစံမျိုးနယ်ပဲငါတို့ဒီအာနာရှင်စနစ်ကိုတွန်းလိုက်တွန်းလာသူပြီးတော့မရှိမဲ့ရှိမဲ့နေနဲ့ထုတ်ပြီးတော့အခုပြီးတော့အကုန်လုံးလောက်ကြအခုဗျာကျွန်တော်တို့အစိုးရတရက်ကနေဒီ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 ဆိုပြီး order ရှိတယ် sequence ညီကောင်2023ပြီး order ရှိတယ်ဒီအရာတွေဖြစ်နေတော့မှဟာဒါဆိုငါတို့ပြီးတော့မှလားပြီးတော့မှလားပြီးတော့မှလားဆိုပြီးတော့ဒီလိုစိတ်ကြီးရွယ်ချက်တွေနဲ့ရှိသမျှကိုပုံအောပြီးလှူနေတဲ့လူတွေရှိသလိုနိုင်တဲ့ဘက်ကနေ တိုက်ပွဲဝင်တဲ့လူငယ်လူရွယ်တွေရှိတယ်သူတို့ရဲ့အနာဂတ်တွေပြတ်သုံးရင်ပြတ်သုံးမသိဒီအာနာရှင်စနစ်သာကြိုက်ရင်ပြီးရောဆိုတဲ့အသက်ဆုံးရှုံးရင်ဆုံးရှုံးမသိဒီလိုမျိုးမွေးပြီးတော့မွေးပြီးတော့တွန်းတာတိုက်တာဒီလိုတွန်းလာနေတဲ့နေရာမျိုးမှာအကိုပြောတဲ့တိုင်မှန်တယ်ဗျဒီအပေါ်က၃ခုမှာတစ်ခုခုသာရိုင်နဲ့သွားမယ်ဆိုရင်ကျွန်တော်တို့တော်လိုက်ရေးကြီးကတဲတဲရေးတုံဖြစ်မယ်ဟုတ်ပြီလင်းလိကျော်ကာလကြာတဲ့အချိန်ကမှာ ယာငှက်လာတဲ့အကြောင်းအရာတွေလည်းအများကြီးတွေ့နေရတယ်တွေ့ရတယ်မြင်ရတယ်ဆိုတော့ထောက်ဖို့ဆိုလည်းထောက်ဖို့လို့ခိုးတဲ့ကောင်တွေရှိတယ်ခွေးယူတဲ့ကောင်တွေရှိတယ်လက်နဲ့ကန်တဲ့လူတွေကလည်းလက်နဲ့ကန်ပြီးတော့လည်းပီတူဘက်ကိုပြန်ချင်းချောက်တဲ့အရာတွေရှိတယ်ချင်းချောက်တဲ့အရာတွေလည်းရှိနေရှိနေတယ်လို့ပဲထောက်ဖို့နဲ့လက်နဲ့ကန်တဲ့လူနဲ့ပေါင်းပြီးတော့ရိုက်ပြီးတော့အခွင့်အရေးယူငွေကြေးကိုပြည်သူရှိရနှိုက်ထုတ်နေတဲ့လူတွေရှိတယ်အဲ့ဒီလိုရိုက်တာလည်းရှိတယ်အဲ့တော့အဲ့ဒီအတွက်ကျွန်တော်တို့အစိုးရတရားဟာ ပြည်သူထောက်ခံတဲ့အစိုးရတရားမှန်ကန်တဲ့အရာတွေကိုလုပ်နေမယ်ဆိုရင်အောက်မှာရှိတဲ့ထောက်ပို့နဲ့ကျွန်တော်တို့လက်နက်ကင်တဲ့လူတွေကိုခင်ဗျားတို့စီယုံလို့ရတယ်ချုပ်လို့ရတယ်ရတယ်ရတယ်တကယ်လို့မှမချုပ်ဘူးမစီယုံဘူးငါပုံစံတစ်မျိုးဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့တကယ်အထင်နာမှာကပြည်သူပဲပြည်သူပဲဘယ်လိုပဲဖြစ်ပြည်သူကပဲနာမှာဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကြိုက်တဲ့ပုံစံနဲ့ပဲလဲလဲဘယ်တိုင်ပဲလဲလဲဘယ်လိုပုံစံပဲလဲလဲပြည်သူပေါ်ပဲကြာမှာဒီ၃တိုင်ကဟုတ်တယ်အဲ့တော့ အဲ့ဒီလိုမျိုးပြည်သူကြီးပဲနစ်နာနေတဲ့ဆောင်မှာအဲ့ဒီပြည်သူဟာကောငါတို့နစ်နာပါတယ်ဆိုပြီးအော်သလားမဟုတ်ဘူးပြီးစီအောင်ဖို့ပဲဒီပြည်သူကပြီးဖို့ပဲဒါပဲဒီအနာရှင်စနစ်ကြာချုံကြာချုံကိုပဲကြာချုံကိုပဲစစ်ကိုစစ်ကိုပဲတွေးနေရတချို့တွေဒီထောက်ပို့တွေပါတွေခိုးတဲ့ပြည်သူတွေလည်းအများကြီးတိတာပေါ့မပြောချင်တာပြောရင်ရိုင်သွားမှာဆိုလို့ပြည်သူတွေမပြောတဲ့အများကြီးရှိတယ်ခိုးနေတဲ့လူတွေရှိတယ်ဒါတက်တာပူပူလင်းလင်းပြောတာဟုတ်တယ်ဟုတ်တယ်ပြည်သူတွေမတိဘူးလားတိတဲ့ပြည်သူတွေကဟိုခါကြမတိအောင်ဆောင်နေဟိုပြောထုတ်လိုက်ရင်ဖော်ထုတ်လိုက်ရင် ကိုကိုရဲ့တော်လန်ရင်ကိုရိုင်သွားမှဆိုနစ်နစ်နာသွားထိခိုက်သွားမှဆိုလို့မဖို့ကြတာဟုတ်ပြီအဲ့ဒါဆိုကျွန်တော်အဒီနေရာမှာတခုပြောချင်တာတချို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကျွန်တော်တစ်ချက်ပြောချင်တယ်ဗျမအားကြပါနဲ့ကျွန်တော်တို့ညံရီတွေပွင့်ကြပါအလားပြီးအလူခံနေတို့ထောက်ပို့လို့တဲ့လူတွေအလူခံနေတို့ဘယ်အဖွဲ့အစည်းကိုလူမယ်တို့ပြောရဆိုရင်အချက်၃ချက်နဲ့ပြောလို့ရတယ်ဘာလဲဆိုတော့ဘလို့အချက်၃ချက်လဲဆိုတော့လစဉ်စီရင်ရှင်းန်းထုတ်လား ရရှိတဲ့ငွေကြေးကိုဘယ်လက်နက်ကင်အဖွဲ့စည်းတွေကိုလှူလဲအဲ့ဒီလှူတဲ့လက်နက်ကင်အဖွဲ့စည်းတွေရောတကယ်တိုက်နေတဲ့အဖွဲ့တွေလားမြောက်ပြပြီးစံတောင်းနေတဲ့အဖွဲ့တွေလားဆိုတာကထောက်ပို့လုပ်တဲ့လူနဲ့လက်နက်ကင်အဖွဲ့စည်းမှာအများကြီးတွေ့ရဟုတ်တယ်အဲ့ဒီအတွက်အစိုးရတရက်မှလည်းလုံဆောင်လုပ်ငန်းဆောင်တာတွေကများတဲ့အတွက်ဒီလိုမြင်မှလှဲ့ကြည့်လို့မရတာတွေရှိတယ်။ကျွန်တော်တို့နားလဲတယ်အစိုးရတက်ကအားနေချက်ကိုလည်းသိတယ်။အဲ့ဒီအတွက်ခင်ဗျားတို့လုံရမှာအစိုးရတရက်နေရင်လုံရမယ့်အရာကကျွန်တော်တို့ကဒီနေရာနေအကြံပေးခြင်းတဲ့သဘောပဲ။ ိုင်းနိုင်ငံဆိုထိုင်းနိုင်ငံမလေးရှားနိုင်ငံဆိုမလေးရှားနိုင်ငံအဲ့ဒီနိုင်ငံမှာရှိတဲ့ကိုယ်စလဲတွေကိုမခန့်ခန့်လိုက်ရတယ်ကိုယ်စလဲတွေမခန့်ကျင်အောင် statement တစ်ကြောင်းထုတ်လိုက်ဥမာပါဗျာဘယ်ဘုတ်ဖွဲ့နဲ့ဘယ်ကိုဦးကော်ပိုရိတ်နဲ့ဘယ်ခုနှစ်ဦးကော်ပိုရိတ်နဲ့ဘုတ်ဖွဲ့ဖွဲ့ပြီးဒီထိုင်းနိုင်ငံမှာရှိတဲ့ထောက်ပို့ဖွဲ့စည်းပရိုက်ကြဖွဲ့စည်းအဲ့ဖွဲ့စည်းတွေနိုင်ငံအတွက်ကူညီခြင်းနဲ့ဆိုရင်ဒီအဖွဲ့စည်းရဲ့အောက်ကနေတွားလို့ရတဲ့နည်းတွေအများကြီးရှိတယ်အဲ့ဒီအရာမျိုး statement ထုတ်လိုက်အောင်တကယ်လို့အဲ့လိုမှ မထုတ်ဖဲနဲ့ငါတို့ကလည်းတည်မမှန်ဘူးဆိုရင်တော့ညံ့လာရမှာဒီကျောက်တို့ပြည်သူပဲဟုတ်တယ် ကျိုးတော့လည်းပြီးသူပဲ။ထောက်ပို့တတိမှန်လည်းပြီးသူပဲဒီခိုင်းမယ်။အခုလက်နဲ့ကန်တဲ့လူလည်းတကယ်ဟိုသူတို့ကစိတ်ပြောင်းလာရင်ဟိုပြောရရုံမတဲ့စိတ်ဖြစ်လာရင်ပြီးသူပဲဒီခိုင်းပြီးသူပဲဒီခိုင်းမှာ။အဲ့တော့ပြီးသူပဲနဲ့နာကဲလုံနေတဲ့အရာတွေကဘာသူတို့စီမှာလက်နဲ့တွေလည်းရှိထားတယ်လေကိုရစဉ်းစားကြည့်လေ။ညာနေနေလေးနဲ့ပြောကြည့်တာပါ။ကျွန်တော်တည်သလောက်ပေါ့။အစိုးရဆိုတာကျွန်တော်ပြည်သူတွေကအားကျုံးမှတနဲ့ထောက်ခံပြီးပြီဆိုရအစိုးရက statement ထုတ်လို့ရတယ်။ကျွန်တော်ခုနကပြောသူဘယ်နိုင်ငံမှာရှိတဲ့ဘယ်အဖွဲ့စည်းဘယ်ပုဂ္ဂိုလ်ကျွန်တော်တို့ပါလို့ မမပါဘူးမအားလုံးမပါဘူးဆိုကျွန်တော်ကထိုင်ကြည့်မှာဒီလိုမျိုးတဒေမမှန်တဲ့လူတွေရှိရင်ကျွန်တော်တို့ကပြည်သူတရနေနဲ့အခုလိုမျိုးပဲအော်ပေးမယ်အဲ့ဒီလိုအော်တဲ့အရာမျိုးကိုကျွန်တော်အစိုးရတက်ကလုတ်နိုင်တဲ့အတိုင်းတားတွေအများကြီးရှိပါတယ်လို့ကျွန်တော်တက်ဦးအစိုးရ UNG အစိုးရကိုလည်းပြောချင်တယ်ဒါကလည်းလေးနှစ်ကျော်ကာလကြာတဲ့အတွက်ကျွန်တော်တို့လက်နက်ကိုင်အဖွဲ့စည်းတွေမှာပဲပြည်ပြထောက်ပို့တွေမှာပဲပြည်ပြအကုံလုံးမလိုလားအပ်တဲ့အစိုးရအဖွဲ့အစည်းမှာပဲဖြစ်ဖြစ်မလိုလားအပ်တဲ့ကောင်းမွန်တဲ့တည်င်းမကြားရဘဲနဲ့မကောင်းမွန်တဲ့တည်င်းတွေကြီးကြားနေရတယ်နောက်တစ်ခု ဒီတော်လိုင်းရင်းနဲ့ပတ်သက်ပြီးနိုင်ငံတော်နိုင်ငံတက်ဆိုလို့ပြောတစ်တော်လိုက်ကြီးလွှင့်နေနေရမှာလေမလိုလားအဖက်နဲ့အချင်းချင်းနဲ့တိုက်ခတ်ပုတ်ခတ်ပြီးပြောနေရတယ်ဆိုဥမာကျွန်တော်ကျွန်တော်ဆိုပြောတယ်ပုံဝင်လင်းမယ်ဘာကြောင့်ပြောလဲဆိုရင်လုံနေတာ၄အခုပြောဆိုပေါ့မြင်နေတယ်တွေ့နေရနာမည်လဲဘိုင်နင်းတက်ပြောလို့ရတယ်ဘာကြောင့်မပြောလဲဆိုတော့တော်လိုင်းရင်းပုံရင်းကြတော့မှာဆိုလို့အဲ့ဒီနေရမှာအဲ့ဒီလူတွေကိုဘာလို့ကြောက်လို့တော့ကြောက်တော့မှကြောက်စိမ့်မြည်ကြောက်သွေးပါရင်ဖောက်ထုတ်ပြမှာကျွန်တော်တို့အစိုးကြီးတွေကကြုံသွားပြီးသားဒီလူတွေကကတော့ပါရပြောရမှာဗျာ မမြင်ဘူးမူးမြစ်တယ်ဉာဏ်ပညာမရှိတဲ့လူတွေကဆိုရှယ်မီဒီယာကိုနာမည်ကြီးအောင်ဆဲဆိုရိုင်းပြပြီးနာမည်ကြီးအောင်လုပ်ပြီးထင်ပေါ်အောင်လုပ်ပြီးတော့မှအခွင့်အရေးတွေယူတဲ့အတွက်ကျုပ်တို့ကိုသတိမှန်ပါတယ်လို့ခင်ဗျားကလည်းမတွက်နဲ့ကျုပ်တို့ကခင်ဗျားတို့ကိုပေးနိုင်တာကမှန်ကန်တဲ့စိတ်နဲ့မှန်ကန်တဲ့အရာကိုပေးနိုင်တဲ့အတွက်ဒီလိုမျိုးတတိပါနေတဲ့လူတွေရှေ့ရောက်နေတဲ့အခါမှာကျွန်တော်တို့လုံရကန်ရတာအရန်ခတ်တယ်အဲ့ဒီအတွက်ကျိုးရအဖွဲ့ကြီးတည့်ရအနေနဲ့ခင်ဗျားတို့ statement အကြောင်းချပြီးတော့ comedy ဖွက်ပြီးတော့ဒီအဖွဲ့ကြီးအောက်ကပဲသွားပါဆိုရင်ကျွန်တော်တို့ကဘေးရနေဝင်းရံတဲ့အစ်စ်မှာပဲနေပေးမယ်အဲ့ဒီနေရာယာတူးဆိုတော့ကျွန်တော်တို့ကမတ်တဲ့လူတွေမဟုတ်ဘူးအဓိကကပြည်သူတွေနစ်နာနေတဲ့အရာနဲ့ဝါအစည်းပြေသလိုမျိုးထောက်ပို့မှာပဲဖြစ်ဖြစ်လက်နက်ကင်အဖွဲ့ကြီးမှာဖြစ်ဖြစ်အစိုးရမှာပဲဖြစ်ဒီလိုပြေနေတဲ့အရာတွေကိုကျွန်တော်တို့ပြည်သူတွေအများဆုံးမြင်လာပြီးဖြစ်ရင်တော်လှန်ရေးပုံကြီးကကြလာမှာကိုကျွန်တော်တို့တွေးမြင်လို့ဒီနေရာကနေကျွန်တော်တို့អော်ခြင်း ပြောခြင်းဖြစ်တယ်ဒီအရာပေါ်မှာထိခိုက်ရှလွယ်မဖြစ်ပါနဲ့ထိခိုက်ရှလွယ်ဖြစ်လိုက်တာနဲ့တော်လန်ရေးကရှုံးပြီပဲဒါကြောင့်မလို့လုံနိုင်တဲ့အတိုင်းအတာနဲ့လုံနိုင်တဲ့အပိုင်းအခြားအဆင့်အဆင့်နဲ့လုံနိုင်တဲ့လူတွေကလုံနေဖို့လိုတယ်ဒီအရာမှာ၄နှစ်ဆိုတဲ့အချိန်ကာလတည်းမှာအစိုးရတရက်ကပြင်းထန်တဲ့အရာတွေနဲ့ပြင်းလုံတဲ့လုံထိုက်တဲ့အရာတွေကိုပြက်ပြက်သားသားလုတ်ဖို့အချိန်တန်ပြီလို့ကျွန်တော်တို့ကတော့ပြောချင်ပါတယ်ပြောပြအခုအာကျွန်တော်တကယ်ရင်ပြောဦးတဲ့စကားရှိတယ်လူတယောက်ကိုတဲ့ မတည်မချင်းဒီလူကတော်ပါတယ်လို့မချီးမွမ်းနဲ့哦။ तू အသက်ရှင်တဲ့ွေး तू ကောင်းတယ်တော်ပါတယ်လို့မချီးမွမ်းကြနဲ့哦။အဲ့ဒီဟာတွေက तू တည်သွားပြီးမှဒီလူတယောက်ကတော်တယ်လူတော်လူကောင်းဖြစ်တယ်ဆိုတာမှချီးမွမ်းကြပါလို့ကျွန်တော်ပြောစေချင်တယ်။ခင်ဗျားတို့ဘာလို့ခြင်တာလဲ။ဘာဖြစ်ခြင်တာလဲ။ကျွန်တော်တို့လည်းဟိုဥစ္စာပြောရမယ်စင်။အဲအခုလိုပါအခုလည်းဟိုကောင်းတဲ့ဘိုင်းနေမကောင်းတဲ့ဘိုင်းနေရှိမှာဒါမဲ့ဒီလူတယောက်ကိုချီးမွမ်းမယ်စင်တည်ပြီးမှ ်ချီးမွမ်းကြပါလို့အဲ့ဒီလူတယောက်လူတော်လူကောင်းလို့ပြောပြကြပါလို့ဟိုရှိတဲ့ဟိုမက်ဆီပိတ်နာပိတ်တဲ့အတင်းရနေမနေကြပါနဲ့လို့ကျွန်တော်ပြောပြအဓိကဗျာထောက်ဖို့လုပ်တဲ့လူတွေဖြစ်ဖြစ်လက်နဲ့ကန်တဲ့လူတွေလုပ်တဲ့ဖြစ်အစိုးရတရားဖြစ်ဖြစ်လုံဆောင်ချက်တွေကိုကျွန်တော်တို့ပြည်သူတွေအရအချိန်ပြည့်လိုက်ကြည့်နေတယ်ဗျာဒါကြောင့်မလို့ဒီအပေါ်မှာရှိတဲ့ဒီသုံးဝင်ဆိုင်လူတွေကမှန်ကန်တဲ့အရာတွေနဲ့တေချာတဲ့အရာမျိုးတွေလုံမှသာလင်းကျွန်တော်တို့အောက်မှာရှိတဲ့ဘလို့ကြောပိုးပြီးခံရရတဲ့ပြည်သူကမနစ်နာမှာဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ လက်ရှိကာလာအတွင်းထဲမှာကြားနေရတဲ့မကောင်းသတင်းတွေမဖြစ်ဖဲနဲ့စူးစီးညင်ညွတ်တဲ့အရာတခုဖြစ်ဖို့အတွက်အစိုးရတရက်ကနေချမှတ်လိုက်ရင်အားလုံးကိစ္စပြီးတယ်။ဘာကြောင့်လဲဆိုရင်ပြည်သူဆိုတာအောင်ကျင်တာပဲတည်တယ်။ဒါပေမဲ့တိအလို့တက်လို့ထောက်ဖို့လုပ်တဲ့လူဖြစ်ဖြစ်လက်နက်ကင်တဲ့လူဖြစ်ဖြစ်အစိုးရတရက်ဖြစ်တိလို့တက်လို့ပြည်သူကဝင်းရံထောက်ပံ့အားပေးနေတဲ့အရာကိုပြည့်ရပြုတ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကအာနာရှင်စနစ်အောက်မှာ ရွှေစင်မျိုးဆက်တယ်မဟုတ်ဘူး။နောက်ခေတ်ဆက်ဆက်တွေဆက်နေကဘာပြတ်တဲ့အထိပဲ။ကဘာပြတ်တဲ့အထိကျွန်တော်မြန်မာနိုင်ငံတော်မှာမြေပေါ်ကနေပျောက်မဲ့အဆင့်တော်ရောက်တဲ့အနေအထားမျိုးတွေဖြစ်နေပြီ။ဒါကိုလက်ရှိမှာဖြစ်ပျက်နေတဲ့အနေအထားအလုံးသိမယ်။ဥပမာဗျာတရုတ်ရဲ့ဆွတ်ဖက်မှုလို့ရုရှားရဲ့ဆွတ်ဖက်မှုလို့ဆိုတဲ့အရာတွေဟာကျွန်တော်တို့နိုင်ငံအပေါ်မှာဘလို့ပုံစံမျိုးနဲ့ဆွတ်ဖက်လာလဲဆိုတဲ့အရာကိုလည်းခင်ဗျားတို့မြင်တွေ့ပြီးသားဖြစ်မယ်။ဒီအရာတွေပေါ်မှာ ိခါရှောက်တယ်ဖြစ်နေတယ်။ကျွန်တော်တို့အခုပြောတဲ့ဟာကိုလည်းထိခါရှောက်တယ်ဖြစ်နေတယ်။ခင်ဗျားတို့ရင်ဘတ်ထဲမှာလည်းဒီလိုမျိုးတွေစကားတွေရှိတယ်။မပြောရဲကြတာပြောရဲအောင်ပြောဘယ်နေရာပဲဖြစ်ဖြစ်မှန်မှန်ကန်ကန်တိတိကျကျပြတ်ပြတ်သားသားပြောဒါဆိုရင်တော်လိုင်းရေးအောင်မယ်။ဒါကြောင့်မလို့ပြည်သူကကုန်းခံနေရတဲ့အပေါ်မှာရှိတဲ့အစဉ်သုံးစဉ်မှာရှိတဲ့ကျွန်တော်တို့ထောက်ဖို့လက်နက်ကင်တဲ့လူအစိုးရတရက်အနေနဲ့ပြည်သူစိတ်ချမ်းပါရင်ခင်ဗျားတို့လည်းစိတ်ချမ်းပါမှာပဲ။ ဒီလိုအရာမျိုးကိုအာနာရှင်စနစ်ကိုပြက်ပြက်သားသားလေးနဲ့တွန်းလှန်ပေးကြပါလို့ဒီနေ့ပြောရင်းနဲ့ကျွန်တော်တို့ဒီကုန်းချုပ်ပါတယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့အားလုံးကောင်းသောနေ့ပါဗျာ